မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးမှာတော့ dimension တက်တဲ့နည်းလမ်းလေးတွေကိုပြောပြပေးသွားပါမယ်။အဲ dimension dimension ဆိုတာကဒီ menu bar လေးမှာပါပါတယ်နော်။အဲခါလေးမှာ menu bar ပြောင်းနေရဲ့ခါမျိုးမှဆိုရင်တိုက်တဲ့ဘာကဒီညာလေးရဲ့အောက်မှာဒီမှာ high menu bar ဒီလိုပြောင်းနေခါမျိုးမှအဲ့ဒီ menu တိုက်တဲ့ဘာကနေသွားပြီး show menu bar နဲ့ပြန်ဖော်ပြရပါမယ်။အဲဒီမှာ dimension ပေါ့နော်။ dimension မှာပါပါမလဲဆိုရင် quick dimension quick dimension ဆိုတာက object တစ်ခုတန်းပြီးတော့ ကလင်းလိုက်တာနဲ့တိုက်မီတိုင်းမရှင်းထိုးပေးရပါတော့။ဥပမာစမ်းကြည့်မယ်ဆိုရင်ဒီမောက်ဒီ object ကိုကလင်းလိုက်တာနဲ့သူ့ရဲ့ radius ကဘယ်လောက်ဆိုရင်တိုက်မီတိုင်းမရှင်းထိုးပေးလိုက်တယ်ပေါ့နော်။အဲ့လိုပဲနောက်တစ်ခုဒီ line လေးကိုလည်းအဲ့လိုပဲ sorry line လေးကိုလည်းကလင်းလိုက်တာနဲ့တိုက်မီရောသူ့ရဲ့ dimension ထိုးပေးရပေါ့။ဒါက quick dimension ထိုးရပါ။နောက်တစ်ခုက linear dimension linear dimension ဆိုတာလေးကဒီမှာ linear လေးရှိရနော်အဲဒီ linear ဆိုတာလေး linear ဖြစ်တဲ့အတွက် line တွေကိုပဲထိုးလို့ရတာပေါ့အဲတော့ line စမဲ့စုံမဲ့မဲ့ဒီမှာကိုလိုချင်တဲ့နေရာမှာ glitch ပေါ့ဒါက linear dimension ကနေပြီးတော့ယူပြီးတော့ထိုးပြရပါအဲဒီရောက်မှလည်း linear dimension လေးတွေထိုးလို့ရပါတယ်။တခုရှိပါတယ်ဒီ linear dimension က ဒီ AC AC YAC အတိုင်းအတဲ့တွေပဲထိုးလို့ရတာပါ။ဒါကြောင့်အလိုပြောရလဲဆိုရင်နောက်တစ်ခု align ဆိုတာရှိပါတယ်။ align command align dimension ကကြတော့ဘလိုနေရာဘလို line toilet line ကို dimension ထိုးပါပဲ။ဒါပေမဲ့ဒီ AC AC YAC အတိုင်းတောင်းမှကြတဲ့ line တွေမဟုတ်တဲ့စောင်းနေရဲ့ line တွေကို dimension ထိုးရဲ့အခါမှာသုံးတာပေါ့နော်။အဲ့တော့ဒီကနေ20 ့ရှိရဲ့လား sorry တိုင်းနဲ့ကြီးသွားရဲ့အဲတော့စစ်နားလို့ရှိရဲ့ဒါဒီလို line နဲ့တကြောင်ရှိရဲ့ပေါ့ line နဲ့တေးနေဆော line အဆောင် line ပေါ့နော်အဲတော့ဒီဒါက line ဖြစ်တဲ့အတွက်ကြောင့် line dimension နဲ့ဆွဲမယ်ဆိုပြီးတော့ linear ကိုပဲယူလိုက်ရင်စမ်းမယ်ဆုံးမယ် ဆိုရင်ဒီလိုမျိုးအတဲ့ပဲပေါ်နေတယ်ဒီဒီလိုအကွာဝေးပဲပေါ်ရပေါ့နော်တကယ်ဒီစောင်းနေရဲ့ lunch အလျာကိုမပြောဖြစ်နေပါဘောအဲ့တော့အဲ့လိုခါမျိုးစောင်းနေရဲ့ line မျိုးကို dimension တက်ရှင်နေဆိုရင် align ကိုယူပြီးတော့တက်ပြရပါတယ်သမတာဒီစောင်းနေရဲ့အလျာအတိုင်း dimension ပြပြီးမှဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုက as lunch as lunch ကကြတော့ ဒီအဝန်းပိုင်းလေးကြီးရှိရယ်ဒီလိုအဝန်းပိုင်းလေးကြီးဆွဲထားရှိပါတော့အဲ့ဒီအဝန်းပိုင်းလေးရဲ့အလယ်ရပေါ့အဲ့အဲ့ရဲ့ lunch ပေါ့အဲ့တော့ dimension ရဲ့ lunch ဆိုရင်ဒါလေးကလေးချာအဲ့တော့ဒီစနေဒီဆုံးဒီရှိရဲ့သူရဲ့အရှိကိုတိုင်ပေးတာပါအဲ့ဒါက lunch dimension တက်တာပါနောက်တစ်ခုက radius dimension VDS ဆိုတာကတော့ရှင်းနေပါတော့ဒီ definition ကနေ VDS ယူဒီ circle ရဲ့ VDS ကိုကြည့်ချင်ရင်လေဒီ circle မှာလာတစ်ချက်ကလေးချာ ecology နဲ့နေရာမှာနောက်ထပ်ကလေးချာ VDS ပေါ့နော်ဒီမှာဆိုလဲ circle လေးကြီးဆွဲထားရှိရဲ့သူ့ရဲ့ VDS လေးကြီးကြည့်ချင်တယ်ဆိုရင်ဒီ VDS command ကိုယူအဲဒီ circle လေးရနံပါတ်ဖြစ်နေနော်ခဏလေးက region လိုက်နော် y တာပြီး ီမှာ dimension ရာနေ radius ကိုယူဒီ circle လေးကိုမှတ်ချင်တဲ့ circle လေးမှာကလေးချပြီးရင်ကို label ပဲနှားထားခြင်းလေလွတ်တဲ့နေရာလေးမှာကလေးချပါเนาะဒါက radius dimension တက်တာပါဒါဆိုရင်ဒီ circle ကိုလည်းအတွင်းရ circle ကိုလည်းတက်လို့ရမယ်เนาะဒါဒီ radius ကဘလောက်ဆိုပြီးတော့ကိုစင်ပြရဲ့နေရာမှာ video ကလေးချပေးရပါတယ်ဒါမှမရှိဖြစ်လာတယ် အဲ့တော့ဒါက radius dimension တက်တာပါနောက်တစ်ခုက cho 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 ကျပါနော် cho cho dimension ဟာကြတော့ဘယ်လိုခိုင်မတက်တာလဲဆိုရင်ဒီမှာပါနော်ဒီပုံလေးမှာတစ်ချက်ကြည့်ပါမယ်ဒီစန်တာဒီအဝန်းပိုင်းပေါ့ဒီစကဲဆွဲထားရှိရဲ့ဒီစန်တာကနေလန့်ဆွဲထားတယ်နော်ဒီလိုခါမျိုးမှာဒီ စန္ဒာကနေဒီစာဒီအဝန်ပိုင်းကိုဘယ်လိုဆွဲပါလဲဆိုပြီးတော့ပြရပါတော့။အကယ်၍သူ့ရဲ့ radius ကိုတက်ချင်တယ်ဆိုရင်ညာဒီ radius dimension လေးယူပြီးတော့တက်လိုက်အောင်မယ်။ဒါပေမဲ့အဲ့ဒီ radius ကဘယ်ကနေဆဆွဲရလဲဆိုတော့အတိအကျပြချင်တဲ့အခါမှာဒီ georgette dimension နဲ့တက်ပါတယ်။ဒါမှသာပြီးရင်စန္ဒာမှတ်ပေးမယ်။ဒါဆိုရင်စန္ဒာနဲ့အဝန်ပိုင်းတွေကိုအတိအကျပြရညာပေါ့နော်။ပြီးမှ တစ်ချက်နှစ်ချက်ပြီးရင်ကိုဒီစာလေးကိုဘယ်နှမှာပေါ်ခြင်းလဲကစားပြရပါတယ်တွေ့တဲ့နေရာမှာကလေးချဒါကကြောကြတိုင်းမရှင်တက်တာပါအရခွေဒါယမီတာဒါမီရှင်ဒါမီတာဒါမီရှင်ရလဲရှင်းပါတယ်သူကစာကဲတစ်ခုရဲ့ဒါယမီတာဘလောက်လဲဆိုတာကိုပြချင်ရင်ဒါယမီတာသင်္ကေတလေးနဲ့သူရဲ့ဒါမီရှင်လေးကိုပြပေးမှာဖြစ်ပါတယ်နောက်တစ်ခုကအန်ဂူလာဒါမီရှင် angular dimension ကကြတော့ဒီမှာ angle လေးဆွဲထားရပါတော့။ဒါ line လေးနဲ့ angle လေးဆွဲထားတယ်။30 35 25กว่าวิสีมาชินี่ไลน์นี่ซวยทาเลยเออดีไลน์นี้ดิโกไดเมนชั่นตัดเฉินเลยส่วนแองกูลาร์ตัมโบนี่ตัดเฉินเลยส่วนดิเอ่อไดเมนชั่นเนี่ยอ่ะแองกูลาร์เนี่ยบาเปียไดเมนชั่นตัดได้อ่ะนะดิบงนี้กูปีโอซวยทุบจีละเนี่ยไดเมนชั่นอติตัดจีเลยป่ะเนาะ

အန်ဂယ်လေးတွေကိုဒိုင်မရှင်နဲ့ပြပြနေဆိုရင်ဒိုင်မရှင်တဲကအန်ဂူလာ first object နဲ့ second object အဲ့တော့တောင်းကျဲကိုပြခြင်းနာလားဒါမှမဟုတ်ဒီမှာဒီဘက်မှာရှိတဲ့တောင်းချင်းကိုပြခြင်းနာလားဘယ်တော့ကိုပြခြင်းနဲ့ပတ်ကိုပေါ်လာပြီးကြိုက်တဲ့နေရာမှာကလေးချဒါကအန်ဂယ်တက်တာအဲ့လိုတစ်ခုချင်းစီတက်ရင်လည်းရတယ်လို့ဟောဒီလိုမျိုးပေါ့နော်တဆယ်ပြီးရောက်ဘက်ကိုဇက်တိုင် စတိုက်တက်တက်သွားမယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်အဲခွာခုကအန်ကူလာနဲ့ပဲတက်တာဆိုအန်ကူလာနဲ့ပဲထက်တက်စီမယ်နော်ဒီဒီ cycle နဲ့အဲဒီ line နဲ့ဒီ line ရဲ့ angle အဲဆိုရင်ကိုကြိုက်တဲ့နေရာမှာချာပေးတယ်ပြီးရင်ဒီ line နဲ့ဒီ line နဲ့ angle အဲဒါဆိုရင်တော့ကိုယ့်လက်နဲ့အဆင်ပြေလို့ ဟိုမှန်ပြီးချပြလိုက်တာပေါ့နော်အကယ်၍ဒီ30ကနေဟိုဘက်က25 25စက်တိုက်တက်ချင်တာမျိုးဆိုရင်အဲ့တော့ညီမအရင်ဆုံးမလိုရမလဲဆိုတော့ပထမအဆုံးတစ်ချိန်တော့ angle comment အဲ angle dimension angular dimension လေးယူပြီးတော့တက်ပြမယ်ပြီးရင်ဇက်တိုက်တက်သွားမှာဖြစ်တဲ့အတွက် dimension နဲ့က continuous ဆိုတဲ့ comment လေးယူရမယ်ပြီးရင်နောက်တစ် point မှာကလေးချနောက်တစ် point မှာစတိုက်ကလေးချပေါ့နော်ဒါက continue comment တုံးပြီးတော့အငယ်တန်ဖိုးလေးတွေကိုတက်သွားတာပါအဲ့တော့ဒါကအငယ်အန် angular dimension တည်ရင်းနဲ့ continue ကိုတုံးသွားပါနော်အဲ့တော့နောက်တစ်ခုကဒီမှာ ီလိုပုံစံဆိုလို့ရှိရင်လည်းဇာစတိုက်တက်သွားဖြစ်တဲ့အတွက်ဒါကကြတော့ line ပေါ်မှာတက်တာဖြစ်တဲ့အတွက် linear ပေါ့နော် linear dimension အဲတော့ linear dimension တက်ဖို့အတွက်ဆိုရင်အဲ linear dimension ကနေ continue သွားမယ်ဆိုရင်လည်းရရပါတော့ အဲ့တော့ဒီမှာအရင်ဆုံး continue dimension မတုံးခင်ဒီက linear ဖြစ်တဲ့အတွက် linear လေးအရင်တက်လိုက်မယ်ပထမတစ်ခုပြီးရင်ဆက်ပြီးရတက်ချင်တာဖြစ်တဲ့အတွက် continuous ခေါ်မယ်ပြီးရင်ကိုချာချင်တဲ့နေရာမှာကိုကသတ်မှတ်ပေးရုံပဲဒီပါသူ continuous အတိုင်း dimension ကြီးတက်သွားပဲဖြစ်ပါတယ် နောက်တစ်ခုက baseline baseline ကိုင်ပြီးတော့ dimension တက်တာအဲ့လိုပဲ baseline ရကြတော့သူကအစအစအစနေရာလေးရနေပေါ့နော်ဒီပုံလေးပေါ့ဒီပုံလေးမှာဆိုရင်ဒါဒီဘက်ကနေစပြီးရောနေနေရာနဲ့စမှတ်လိုက်တယ်ပြီးတော့ baseline dimension နဲ့တွားလိုက်တယ်ဒီပထမဆုံးယူလိုက်တဲ့နေရာ reference ယူပြီးတော့အဲ့ရနေ base ကိုင်ပြီးတော့ဒီကနေဒီ ठी ဆိုရင် setup အဲ setup ပြီးရင်စကနေ Google ရှာမယ်ဒီညာ ठी ဆိုရင် 78B အဲ့တော့သူကစတိုက်တက်သွားပါတော့အိုက်ဖုန်ဇန်လေးရကြတော့ and အိုက်ဖုန်ဇန်လေးတက်ကြည့်ပါမယ်နော် C O N D A အဲ့တော့အမျိုးဆုံးလီနီယာနဲ့ dimension တွေတက်ထားလိုက်မယ်ပြီးရင် base point ဂိုင်းပြီးဒီနေရာနေစမှတ်ကနေဒီဘက်အစုံဘလောက်ဘလောက်ကွာဒီမှာလဲဆိုတာကိုပြချင်တာဖြစ်တဲ့အတွက် baseline ဂိုင်းနဲ့ ပြီးရင်ဒီနေရာဒီနေရာဒီနေရာနော်ဒါဆိုရင်ဒါက baseline ခြံပြီးတော့ definition ထိုးသွားတာပဲဖြစ်ပါတယ်။အဲဆိုရင်ကိုပြောပြသွားတဲ့မှာ definition တန်နီး10မျိုးပြောပြပေးသွားတာပဲဖြစ်ပါတယ်။